ားလုံးပဲမင်္ဂလာပါမင်းညာကကစားခဲ့တဲ့ Chelsea အသင်းနဲ့ Manchester United အသင်းတို့ရဲ့ Premier League ပွဲစဉ်မှာတော့ Chelsea ကဒါကျွန်တော်ဒီရာသီအတွက်ပေါ့လေ English Premier League မှာနောက်ဆုံးကစားတဲ့ပွဲစဉ်မှာဒါဒုတိယပိုင်းမှာဒီ Match Kuwela ရဲ့ခေါင်းတိုက်သွင်းကုန်းနဲ့ One Day ရလက်နဲ့အနိုင်ယူပြီးတော့မှကျွန်တော်တို့ဒါဒီ Champion League ဝင်ခွင့်အတွက်ပေါ့လေဒီရာသီ Champion League ဝင်ခွင့်အတွက်ဆက်ပြီးတော့မှဒါ Nottingham Forest အသင်းနဲ့ပွဲစဉ်ထိကျွန်တော်တို့မျှော်လင့်လို့ရတဲ့အခြေအနေထိ Chelsea ကပိုင်ဆိုင်သွားတဲ့အခြေအနေလည်းဖြစ်တယ်ဆိုတော့ဒီနှစ်ပွဲမှာတော့ကျွန်တော်တို့ဒါ Chelsea အသင်းကပထမပိုင်းကစားပုံတော်တော်လေးရောဒီရောရဲနိုင်တယ်အထူးသဖြင့်တော့ဒါကျွန်တော်တို့အသင်းရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့အာ Nicolas Jackson ပါဝင်မလာနိုင်တဲ့အခြေအနေ Nicolas Jackson ပေါ့လေကျွန်တော်တို့အနီးကပ်ပြစ်ဒဏ်ကြောက်ဖို့လို့ပါဝင်မလာနိုင်တဲ့အခြေအနေမှာ Chelsea ကကျွန်တော်တို့ဒီလူငယ်ကစားသမားဖြစ်တဲ့အာ Josh ကိုတိုက်စစ်ပါထားတယ်အာကျွန်တော်တစ်ဖက်မှာ Nolan Pulisic နဲ့တစ်ဖက်မှာကျွန်တော်တို့ဒီ Patronato နဲ့ထားတယ်ကွင်းလေမှာတော့ကျွန်တော်တို့ဒါ ဒီအဇူဖာနန်ဒတ်ပေါ့လေတစ်ဖက်မှာကျွန်တော် Moises Kain စေလို့ထားတယ်အဲကျွန်တော်ဒါခန်းစစ်မှာ၃ယောက်ထားပြီးတော့မှကျွန်တော်ဒီနေ့ပွဲမှာတော့ဒီ Romeo Lavia ကိုတော့ line out ထားတယ် ဆိုတော့ဒီနှစ်ဝက်မှာဒါကျွန်တော်ချဲစီတင်ပထမပိုင်းကစားပုံတော်တော်လေးဝိဖြစ်တယ်ဆိုတော့တစ်ဖက်က Manchester United အသင်းကကျွန်တော်တို့ထင်ထားသလိုဒီသူတို့20နှစ်နေမှာကစားမယ် Euro ပါလီဖိုင်နယ်ပွဲစဉ်အတွက်အသင်းအဓိကကစားသမားတွေကိုကျွန်တော်တို့အနားပေးမယ်လို့ထင်ခဲ့ပေမဲ့လို့အသင်းအဓိကကစားသမားတွေအားလုံးနဲ့ line လက်ထွက်ပြီးတော့မှတစ်ဖက်ကချဲစီအသင်းကိုရင်ဆိုင်ခဲ့တာလည်းဖြစ်တယ်ဆိုတော့ဒီနေ့မှာကျွန်တော်ပြောချင်တာကဘယ်လိုပဲဆိုဆို Manchester United အသင်းဒီအဲဘလောက်ပဲဒီအသင်းမှာ struggle ဖြစ်ဖြစ် ဒီတက်ဆင်းဆုံရဲ့အောက်ကကျွန်တော်အသင်းတွေတက်ဘလောက်ပဲအမှတ်กว่ากว่าအာဒီ Chelsea အသင်းနဲ့တွေ့ရင်တကယ် struggle ဖြစ်နိုင်အောင်ကစားနိုင်တဲ့အသင်းလည်းဖြစ်တယ်ပထမချုပ်မှာကျွန်တော်တို့ one man draw ကြတယ်ပြီးခဲ့တဲ့ရာသီတုန်းကလည်းဒီ Chelsea အိမ်ပွဲမှာဒီ2 3နဲ့အာ2 4နဲ့ပေါ့လေကျွန်တော်တို့ဒါအချိန်ဒီအချိန်ပုံမှာဒီခိုးပါမရဲ့ twin goal ကြောင့်မို့ Chelsea ကနိုင်ခဲ့တာဆိုတော့ဒီကလပ်နဲ့တင်းချာမှာ every every game night ပေါ့လေဘယ်လိုအခြေအနေပဲဖြစ်ဖြစ် Manchester United တင်က Chelsea ကို strike ဖြစ်အောင်ကစားနိုင်တဲ့အခြေအနေဒါမင်းညာလေသူတို့အကောင်းဆုံးလှုပ်ပြသွားနိုင်တယ် so United ကကျွန်တော်တို့ထင်ထားသလိုဒါအသင်းရဲ့အဓိကကစားသမားတွေကိုအနားမပေးခဲ့ပဲနဲ့အာဒီအသင်းရဲ့ကစားသမားဖြစ်တဲ့ Mason Mount ကျွန်တော် Bruno Fernandes တစ်ဖက်မှာ Doku ဒီကုသမဖြစ်တဲ့ Onana တိုက်စစ်မှာ Wiseland နဲ့ကျွန်တော်တို့ Ahmed Diallo so အဓိကကစားသမားတွေအားလုံးဝဲထွက်ခဲ့ပြီးတော့ပေါ့လေဒါကျွန်တော် Chelsea တစ်ခုရင်ဆိုင်ခဲ့တာလည်းဖြစ်တယ်ဆိုတော့ဟို ဒီနေ့မှာပြောချင်တာကကျွန်တော်တို့နေပြရပေါ့လေတစ်ဖက်မှာကျွန်တော်တို့ဒီ Europa League Final ကစားမယ့်အချိန်မှာတော်တန် Hotspur အတင်းကအတင်းရဲ့အဓိကကစားသမားတွေအားလုံးအနာပေးပြီးတော့မှဆွံ့ရောင်မင်းရဲ့ Pavic ရဲ့ပွဲထုတ်ပြီးတော့ဂျန်နိတ်ကစားသမားတွေအားလုံးဟာ အရန်ကစားသမားတွေကျွန်တော်တို့ဒါပွဲထွက်ခွင့်နေပါတဲ့ကစားသမားတွေနဲ့ပွဲတည်လာတယ်ကိုယ်တော်မှဖြစ်တဲ့ဖီကာယူကိုယူကိုတော်မှဒါကျွန်တော်တို့ဒီ line out ပြီးတော့မှကစားနေတဲ့အချိန်တွေမှာကျွန်တော် Manchester United တင်ကဘာကြောင့်လဲဆိုတော့အမေကွန်တော်ရှိတယ်ကျွန်တော်ဘာကြောင့်ကစားသမားတွေအဓိကကစားသမားတွေပွဲထုတ်လာတာလဲဆိုတော့အမေကွန်တော်ရှိတယ်ဆိုတော့တော်တည်ရပါလေဒါကျွန်တော် Chelsea နဲ့ပွဲမှာ United ကစားသမားတွေ injury ဖြစ်မသွားလို့ဒါကျွန်တော်တို့ဒါရှုံးမိမယ်လို့ဟိုအရှုံးတွေကအမျက်လို့ကျွန်တော်တို့ပြောရမှာဖြစ်တယ်တကယ်လို့ဒါ injury ဖြစ်သွားရင်ကျွန်တော်တို့ဒါ Euro Europa League final မှာကျွန်တော်တို့ဒါတခုခု amazing ဖြစ်သွားရင် တော်ဒီရာလီတွတ်တော်လုံးဝအဲတကယ်ဆုံးရှုံးမှုကြီးတဲ့ရာလီတစ်ခုဖြစ်သွားမှာဘာကြောင့်လဲဆိုတော့အဲပြည်တွင်းမှာပေးမှာကျွန်တော်စထရက်ဂါဖြစ်တယ်ကျွန်တော်အဆင့်16မှာရက်တည်နေတယ်ယူရိုပါလိဒါကျွန်တော်ဘုံမဆွဲခဲ့ရင်တစ်ဖက်က Manchester United အတင်းတွတ်ကျွန်တော် တော်တော်လေးဆိုးသွားမဲ့အချိန်ဒီမှာဒါကျွန်တော်တို့နေပြ Emoring ကအဓိကကစားသမားပွဲထုတ်ခဲ့တဲ့ကျွန်တော်အမြင်ကတော့ဒါဘယ်ကစားသမားတွေကိုငါ choice လုပ်ပြီးတော့မှ Euro Final မှာကထည့်ကစားသွားမယ်ဆိုတဲ့ပုံစံမျိုးလို့တော့ကျွန်တော်ကယူဆတယ်ဆိုတော့ပရမပိုင်းကစားပုံက Manchester United နဲ့အတင်က possession possession ရပါလေဒါ Chelsea တက်ပူတာတယ်ဆိုတော့ every game တိုင်းပါကျွန်တော် high pressing ပေးတယ်ဟိုတော်တော်လေးအလုပ်ဖြစ်တယ်ဗျတစ်ဖက်က Chelsea ကကျွန်တော်တို့ကစားကွက်တည်ရအောင်တော်တော်လေးကြိုးပမ်းရပြီးတော့မှတစ်ဖက်က United အတင်မထင်မှတ်တဲ့ကစားပုံကြောင့်မလို့တကယ်အခက်တွေးခဲ့တာလည်းဖြစ် တယ်ပွဲကစားချိန်16မိနစ်မှာဒါကျွန်တော်တို့ဒီမကွိုင်းရရတဲ့အတွင်းကိုဒါတကယ်လို့ဒါ United က offside မှာဖြစ်ဘူးဆိုရင်လူကြောင့်မဖြစ်ခဲ့ဘူးဆိုရင် Chelsea အတင်းတကယ် struggle ဖြစ်သွားနိုင်တယ်ဆိုတော့တော်သေးတာပေါ့လေဒါ offside ဖြစ်သွားလို့ Chelsea ကံကောင်းသွားတယ်ဆိုတော့ပထမပိုင်းမှာတော့ Chelsea ကစားမှုတော်တော်လေးညံ့တယ်အထူးသဖြင့်တော့ဒါကျွန်တော်တို့ဒီ Barcelona တို့ကိုတစ်ဖက်ကဒီ Manchester United အတင်းကစားလူငယ်ကစားမှဖြစ်တဲ့တို့ကောင်းကောင်းလေး control လုပ်သွားနိုင်တယ်လုံးဝမထွက်ဘူးဆိုတော့ ဒိုကူ performance တော်တော်ကောင်းတယ်။တစ်ဖက်ကပထမတူဟိုတချို့သော movement နေမှာတာကျွန်တော်ထွက်နိုင်တယ်ဆိုပေမဲ့ထွက်တယ်ဆိုပေမဲ့လို့တစ်ဖက်ကဒီ no name motor ကရတော့တကယ်ကို save ပဲဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဒုတိယပိုင်းမှာလည်း affine chance တွေရတယ်ကျွန်တော်တို့ဒါဒီချောကန်တာတွေကျွန်တော်အဆုံးသက်ပိုင်းတော်တော်လေးညံ့တယ်ဆိုတော့ဒီကစားသမားကတချို့ပွဲတွေမှာဆိုချက်စီအသက်အတွက်တကယ်အဖို့ကစားသမားတယောက်လိုဖြစ်နေတယ်ဆိုတော့လုံးနေမှုတွေးကင်းနေတယ်ကတော့ကျွန်တော်တို့ အတင်းရအဓိကကစားသမားဆင်းမှာမထက်တင်ဘူးလို့ကျွန်တော်ကမြင်တယ်။တစ်ဖက်ကချဲစီကလည်းကျွန်တော်တို့ဒါခန်းစစ်မှာဒီတူစင်ကျွန်တော်တို့ဒါဒဏ်ရပြန်လဲတက်တက်လာတဲ့ Racing Chain ပေါ့လေ။တစ်ဖက်မှာကျွန်တော်တို့ဒါ Lavine School ဝဲနဲ့အကောင်းဆုံးထိန်းကစားသွားတယ်။ United အတင်းကကျွန်တော်တို့ဒါအဲ့တဲ့အဓိကကစားသမားတွေပါလာတယ်ဆိုပေမဲ့လည်းဥတီချက်တော့ကျွန်တော်မဲ့တာတွေ့ရတယ်အထူးသဖြင့်တော့ငါတို့ကအနိုင်ကံမယ်ဆိုတဲ့ပုံစံမျိုးမရှိဘူးအာကျွန်တော်တို့ကဒီအကွင်းတွင်းမှာပေါ့လေကစားသမားတွေရုံချမှုပျောက်ဆုံးနေတဲ့အခြေအနေမျိုးတွေ့ရတယ်ဆိုတော့နေပြ အမိုးရင်းကပေါ့လေဒါကစားသမားတွေကိုကျွန်တော်တို့အရန်ကြီးမတိုက် မတိုက်ခိုင်းလို့လားအရန်ကြီးကျွန်တော်တို့ဂိမ်းထဲမှာစီးမျောပြီးတော့မှကစားစေချင်လို့လားတော့ဒီပုံစံမျိုးညွန်ကြားထားလာတော့မသိဘူးကျွန်တော်တကယ်ဆို United Team ရဲ့ တောင်းပါနဲ့အာမဒီယာလို့တစ်ဖက်ကကနာချူရိုတော့ဒါဒုတိယပိုင်းလောက်မှာထည့်တဲ့အတွက်ကျွန်တော်တို့ပွဲကိုထိန်းကစားသွားတယ်ကစားသမားတွေပဲကစားသမားကိုယူရိုပါလိဖိုင်နယ်မှာကစားတင်လဲဆိုတော့ရွေးသွားပုံရတယ်ဆိုတော့ဒုတိယပိုင်းမှာတော့ဒါချက်စီကမဖြစ်မနေကျွန်တော်တို့နိုင်ပွဲရအောင်ရှားမဲ့အနေထားတစ်ဖက်ကကျွန်တော်တို့ဒီအမတ်တူနေတဲ့အက်စတရိုဘီလာကဒေါ်တန်ဟော့စပါကို2စီးနဲ့နိုင်သွားတဲ့အတွက်ချက်စီကဒီမဖြစ်မနေနိုင်ပွဲရအောင်ဂျိုးဘတ်နဲ့အချိန်ပို့ပြီးတော့ဂိမ်းနဲ့ဝင်လာတယ်အာဒီအချိန်မှာဒါ80မိနစ်မှာပဲကျွန်တော်တို့ဒါရေစီဂျင်းကကနာချူကိုကျော်ဖြတ်ပြီးတော့မှဖရက်ပြီးတဲ့နေရာမှာက ျွန်ဖန်နီးပေးတဲ့နေရာမှာနောက်ကတက်လာတဲ့ဒီ mask ကိုဝေးရလာပေါ့လေဒါအပြင်ခေါင်းတိုက်ပိတ်သွင်းပြီးတော့မှ Chelsea ကဥဆောင်ကိုရတယ်ဆိုတော့ဒီနောက်ပိုင်းမှာတော့ပွဲကအီလေလေဖြစ်တယ် Chelsea ကကျွန်တော်တို့ဒါလုံးဝခန်းစစ်ကိုပိတ်ဆို့တာမျိုးမဟုတ်ဘဲနဲ့ဒီ line တွေကပေါ့လေအရွှေကစားပြီးတော့မှ defender Manchester United တင်းကိုအကောင်းဆုံးကစားသွားတယ် အဲဆိုတော့အခြေစီတင်းကကျွန်တော်တို့ဒါနောက်ဆုံးတရားစီအတွက်နောက်ဆုံးအင်ခွဲမှာအနိုင်ရလိုက်ရအောင်ရှာဖွေနိုင်တယ်ဒါပြင်ကျွန်တော်တို့ဒါနောက်တော့တရား forex အတင်းနဲ့ပွဲစဉ်အတွက်ကျွန်တော်မျော်လင့်ချက်ရှိတယ်ဗောလေအချက်မြန်လေးမျော်လင့်ချက်ရှိတယ်ဆိုတော့ဒါကျွန်တော်တို့အတင်းရဲ့အဓိကကစားသမားဖြစ်တဲ့ကျွန်တော်တို့ဒီ personality ကိုအခြေစွမ်းပြခဲ့တယ်အဲတစ်ဖက်မှာကျွန်တော်တို့ဒါဒီ match ကိုလာချက်စစ်တင်တော့တော့ကျွန်တော်တို့ဒါဒီရာဒီ twin go စုစုပေါင်း9ခု twin ယူခဲ့တယ်။ Premier League twin go စုစုပေါင်း9ခု twin ယူနိုင်ခဲ့ပြီးတော့မှတကယ် performance ပိုကောင်းတဲ့ performance တစ်ခုပြနိုင်ခဲ့တယ်ဆိုတော့ Chelsea တင်းကတော့ကျွန်တော်ဒါ Manchester United တဲ့အတင်းကို England Stamford Bridge မှာ1-0ရလဲနဲ့အနိုင်ယူပြီးတော့မှ Champions League ဝင်ခွင့်ကတော့ဆက်ပြီးတော့မြုံလင်းလို့ရနေတဲ့ဈေးပဲဖြစ်တယ်ပေါ့လေဆိုတော့ကြီးစုပေးခဲ့တဲ့တို့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်